ပါခင်ဗျာအခုကြည့်လိုက်ရတဲ့ဗီဒီယိုကမြန်မာငွေသက်တွေပါတဲ့အဖို့အိုဟင်းရှင်းနေတဲ့ဗီဒီယိုကို AI နဲ့ဖန်တီးထားတာဖြစ်ပါတယ်နိုင်ငံချင်းဆန်တဲ့ပုံတွေဗီဒီယိုတွေကိုပဲ AI ကဖန်တီးနိုင်တာမဟုတ်ပါဘူးအဲ့ဒါတွေကအရင်ကပါခုနောက်ပိုင်း AI တွေတိုးတက်လာတာနဲ့အတူမြန်မာငွေသက်တွေနဲ့မြန်မာယဉ်ကျေးမှုနဲ့ဆိုင်တဲ့ပုံရိပ်တွေကိုလည်း AI ကဖန်တီးလာနိုင်တာပါဒါကတကယ်မိုက်ပါတယ်ကိုပိုင်းဗီဒီယိုတွေဖန်တီးရှင်သူတွေအတွက်ကတော့တည်င်းကောင်းပါပဲကိုကြိုက်တဲ့ character ကိုဖန်တီးပြီးတော့ဗီဒီယိုတွေဖန်တီးလို့ရနေပါပြီ။ အခုဗီဒီယိုမှာဒီလိုမျိုးဗီဒီယိုတွေကိုအလွယ်ဆုံးနည်းလမ်းနဲ့ဘယ်လိုမျိုးလုပ်လို့ရနိုင်မလဲဆိုတာကျွန်တော်စူးစမ်းပြပေးထားပါတယ်။လိုက်လို့ရှင်တဲ့မိတ်ဆွေတွေအတွက်လေကူအောင်တစ်ဆင်ချင်းပြပေးထားပါတယ်။ဖုန်းနဲ့လည်းလိုက်လို့ရပါတယ်။ကျွန်တော်ကမြင်ဝဲကြည်ကြည်ရှင်းရှင်းလင်းလင်းမြင်အောင်ကွန်ပျူတာနဲ့ပြပေးထားပါတယ်။အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့စလိုက်ရအောင်ပါကျွန်တော်တို့ Elon Musk ရဲ့ Grow AI နဲ့ပဲဆက်လိုက်ရအောင်ပါ။ကိုယ့်ရဲ့ကွန်ပျူတာထဲက browser တစ်ခုခုထည့်အောင်ဝင်လိုက်ပါ။ပြီးတော့ရင် search box မှာ grow.com ရေးပြီးတော့ရှာလိုက်ပါမယ်။ grow website ကိုတွေ့ရင်ဝင်လိုက်ပြီးတော့ကိုယ့်ရဲ့ Gmail account တစ်ခုနဲ့လောရဝင်လိုက်ပါ။ဒါကလည်းမခက်ပါဘူး။ဒါကြောင့်ကျွန်တော်ဝင်မပြတော့ပါဘူး။ဒီ website ထဲမှာဒီလိုနေရာကိုရောက်လာတဲ့အခါမှာကျွန်တော်တို့ prompt တွေလိုအပ်တာမို့ prompt တွေကိုကျွန်တော်တို့ထောက်ခိုင်းပါမယ်။မြန်မာလိုပဲအလွေတကူစာရေးပြီးတော့ထုတ်ပြပါမယ်။ဒီတော့ကျွန်တော်တို့မြန်မာယူရမိဖို့ကြောင့်တခုမှအသက်60ရွေရှိတဲ့မြန်မာအဖေါ်အိုတူရဲ့ဓာတ်ပုံ၊ဒီမဟာပင်ဒီတို့အသက်ရှိတဲ့ ။စပင်းဖြူတွေကိုတက်တက်ရဲရဲရှည်နှောင်ထားတယ်။အိုနေပေမဲ့လည်းလှပါတဲ့မျက်နှာရှိတယ်။အမြဲတမ်းပြုံးနေတယ်။ဒီမှာမြမရွာအညွှန်းအောင်ပင်နေနဲ့အနေအောင်ပါတဲ့ကိုဝတ်ဆင်ထားတယ်။ဆိုပြီးတော့ကျွန်တော်တို့ရေးလိုက်ပါမယ်။ရေးလိုက်ပြီးရင်ကျွန်တော်တို့ upload လုပ်လိုက်ပါမယ်။အဲ့ဒီခါသူကပုံထုတ်ပေးနေပါတယ်။ဒါပေမဲ့ group AI ကပုံထုတ်တဲ့အဓိက AI မဟုတ်တဲ့အတွက်သူထုတ်ပေးတဲ့ပုံတွေကိုကျွန်တော်တို့ကမကြိုက်ပါဘူး။အဲဒါကြောင့်ထပ်ပြီးတော့ဘိုးပင်ပုံစံလေးကိုနှိပ်ပြီးတော့ထပ်ပြီးကျွန်တော်တို့ upload လိုက်ပါမယ်။ ဲ့ဒီခါမှာသူကဘလို့အကူအညီပေးရမလဲဆိုတော့မေးလာပါလိမ့်မယ်အဲ့ဒီခါမှာလက်တန်းရတဲ့ကျွန်တော်ရဲ့စာသပ်ပရုံကအဆင်မပြေနိုင်တာဖြစ်တဲ့အတွက် group ကို key prompt ကို ိုပြီးတော့မြန်ဆန်းအောင်ပိုကောင်းတဲ့ prompt တစ်ခုဖြစ်အောင်ဖန်တီးပြီးတော့ substitution နေတဲ့ပုံစံဆင်းဆင်းကိုပြုလုပ်မဲ့ဆင်းစီခုအတွက် MEFX မှာထုံးမဲ့ prompt တွေကိုအင်္ဂလိပ်လိုရေးပေးပါဆိုပြီးတော့သူ့ကိုရေးခိုင်းလိုက်ပါမယ်။အဲ့ဒီခါမှာ grow ကနေကျွန်တော်တို့လိုချင်တဲ့မြန်မာ delete နဲ့ကိညာနဲ့ပုံတွေကိုထုတ်ဖို့အတွက် prompt စီခုကိုထုတ်ပေးနေပါပြီ။ဒါကကျွန်တော်ဆယ်ခုထောက်ခိုင်းထားလို့ပါ။မဲဆွေတို့ကကိုကျက်တလောက်ထုတ်ခိုင်းလို့ရပါတယ်ကျွန်တော်တို့ပုံထုတ်ဖို့အတွက် prompt တွေရပြီးသွားတဲ့အခါမှာပုံထုတ်ဖို့အတွက် Google ရဲ့ AI tool တစ်ခုဖြစ်တဲ့ MEFX AI ကို သုံးပြီးတော့ကျွန်တော်တို့ပုံထုတ်ပါမယ်။ဒီ AI ကကျွန်တော်တို့ထုတ်ရှင်တဲ့ပုံတွေကိုတကယ်ပုံအစ်စ်တွေလို့ထုတ်ပေးနိုင်တာဖြစ်ပါတယ်။ဒီ AI2 ကိုဖုန်းမှာ application အနေနဲ့ install လုပ်ပြီးတော့အသုံးပြုနိုင်တယ်လို့ website ကနေပြီးတော့လည်းဝင်ရောက်အသုံးပြုလို့ရပါတယ်။ကျွန်တော်ဒီ video မှာ website ကနေဝင်ရောက်ပြီးတော့အသုံးပြပါမယ်။ဒါပေမဲ့ region ကတ်သတ်ချက်တွေရှိနေတာဖြစ်လို့ VPN လေးခံပြီးတော့အသုံးမအဆင်ပြေမှာဖြစ်ပါတယ်။ကျွန်တော်တို့ VPN region ကို United States ကိုထားလိုက်ပါမယ်။ ြီးရင်ကျွန်တော်တို့ Chrome နဲ့မှာပဲစာမျက်နှာအသေးတစ်ခုထည့်ယူပြီးတော့ MAFX ဆိုပြီးတော့ HR လိုက်ပါမယ်။ဒီမှာဒီပုံစံနဲ့အပူဆုံးအဝက်ဘ်ဆိုက်ကိုတွေ့တဲ့အခါဝင်လိုက်ပါမယ်။ဒီလိုပို့လိုက်ရင်အောက်နားလင့်မှာရှိတဲ့ Sign in with Google ကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ Google account တစ်ခုနဲ့လောရင်ဝင်လိုက်ပါ။ Okay ဒီလိုစာမျက်နှာလေးပို့နေပြီဆိုရင်ဒီနေရာမှာ MAFX ဆိုတာကိုထားပါမယ် ratio မှာကိုကြိုက်တဲ့ ratio ကိုထားပါ ကျွန်တော်ကတော့ YouTube အတွင်းမှာ sustainability line ကိုထားလိုက်ပါမယ်။တကယ်လို့ကောကဲတိုစိတ်တွေဘာညာဆိုရင်တော့ nine ratio system ကိုထားလို့ရပါတယ်။ဒီတော့ကျွန်တော်တို့ဓာတ်ပုံထုတ်ဖို့အတွက် grow ကနေထုတ်ပေးထားတဲ့ prompt တွေကိုတော့ပြီးတော့ copy ယူပါမယ်။ကျွန်တော်တို့ပထမဆုံးတစ်ခုဖြစ်တဲ့ scene 1ကို copy ယူလိုက်ပါမယ်။ပြီးရင် MFX ကိုပြန်သွားပြီးတော့ဒီစာကိုကျွန်တော်တို့ patch လိုက်ပါမယ်။ပြီးတော့ရင်ကျွန်တော်တို့ရဲ့ဓာတ်ပုံပိုကောင်းတဲ့ quality ထွက်လာဖို့အတွက် ျွန်တော်တို့အောက်ကရွေးစရာရှိတာလေးတွေနည်းနည်းရွေးရပါမယ်ကျွန်တော်တို့ refresh ကိုနှိမ့်နှိမ့်ပြီးတော့ရွေးသွားရုံပါပဲကျွန်တော်တို့ high contrast ကိုထည့်ပါမယ်ပြီးရင် neutral light ကိုကျွန်တော်တို့ထည့်ပါမယ်ပြီးရင် realistic ကိုကျွန်တော်တို့ထည့်ပါမယ် bokeh ကိုထည့်မယ် highly detail ကိုလည်းထည့်ပါမယ် စီနီမက်တစ်ကိုထည့်မယ်။ဒါဆိုရင်ပဲတော်တော်ပြည့်စုံနေပါပြီ။ကျွန်တော်တို့ create ကိုနှိပ်ပြီးတော့ပုံကိုထုတ်လိုက်လို့ရပါပြီ။ခဏတော့စောင့်ရပါမယ်။ပုံရလာပါပြီကျွန်တော်တို့အဆင်ပြေလားဆိုတော့ကြည့်ပါမယ်တော်တော်လေးအဆင်ပြေတော့တွေ့ရပါတယ်တကယ်ပုံအစစ်အတိုင်းပါပဲကျွန်တော်တို့ကိုကြိုက်နေတဲ့ပုံတွေကို ဒေါင်းလုရှာလို့ရပါပြီကျွန်တော်ကတော့နှစ်ပုံလောက်ဒေါင်းလိုက်ပါမယ်ပြီးသွားတဲ့အခါမှာနောက်ထပ် prompt တစ်ခုကိုထည့်ပြီးတော့အထုတ်ဖို့အတွက်အဖြူအောင်စာနဲ့ prompt ကိုပဲ select မှတ်လိုက်ပါမယ်ပြီးသွားရင်ကျွန်တော်တို့ grow ထဲမှာ send to ကို copy သွားယူပါမယ်ကိုဘီပြီးသွားတဲ့အခါမှာကျွန်တော်တို့ဆလမ်မတ်ထားတဲ့ပြန်စာပုံမှာ right click နှိပ်ပြီးတော့ပတ်ချလိုက်ပါမယ် ပြီးတော့ရင် create ကိုနှိပ်ပြီးတော့ send to ကိုထပ်ပြီးတော့ထောက်လိုက်ရင်ရပါပြီပုံတွေရလာပါပြီကျွန်တော်တို့ကအဖို့ကျေဆွပြုတ်ရှက်နေတဲ့ပုံအဆင်းဆင်းကိုထုတ်နေတာဖြစ်ပါတယ်ကြိုက်တဲ့ပုံကို download ဆွဲပြီးတော့ထားလိုက်ပါပြီးတော့ရင်နောက်ထပ် send 3ကိုလည်းဒီပုံစံအတိုင်းပဲ select map copy u special ပြီးရင် create လုပ်လိုက်ရင်ရပါပြီခဏစောင့်မိရင်တော့ပုံတွေရလာပါမယ်ဒီတစ်ခါမှာတော့ ကျေးဇူးပြုမော်ထဲဖို့အတွက်အရွက်တွေဟင်းခတ်တွေဇပလင်းတွေကိုလှီးနေတာဖြစ်ပါတယ်။ Okay ဒီလိုပဲကျွန်တော်တို့ဂျန်နဲ့ဆင့်တွေကိုလည်းဒီပုံစံနဲ့မဲ့အကုန်ထုတ်လိုက်ပါမယ်။ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံကိုရပါပြီ။ကျွန်တော်တို့ဗီဒီယိုပြုလုပ်တဲ့ဆင့်ကိုဆက်ပြီးတော့အတော်ကြီးကြပါမယ်။ထုတ်ရတဲ့ပုံလေးကိုဗီဒီယိုအဖြစ်ဖန်တီးဖို့အတွက် Runway မှာထုတ်မှာမို့ Chrome ထဲမှာ Runway MN ဆိုပြီးတော့ကျွန်တော်တို့ရိုက်ချလိုက်ပါမယ်။ runway ဝန်ဆက်ကိုတွေ့တဲ့အခါမှာဝင်လိုက်ပါမယ်။ကျွန်တော်ဒီဘက်တောင်းက guest တော့ကိုနေပြီးတော့ဝင်လိုက်ပါမယ်။ပြီးတော့ရင်ကိုယ့်ရဲ့ Google account တစ်ခုနဲ့လိုရင်ဝင်လိုက်ပါ။ပြီးရင် content ကိုနေပြီးတော့ဆက်သွားလိုက်ပါ။ကျွန်တော်တို့ဓာတ်ပုံကို video ဖြစ်ပြောင်းမှာမို့ use ms to video ကိုနေပြီးတော့ဆက်သွားလိုက်ပါမယ်။အဲ့ဒီကဒီလိုဆန်နေတာလေးပေါ်လာပါပြီကျွန်တော်တို့က free အသုံးပြုမှာမို့ ရိတ်တဲ့125ခုရှိတဲ့ထဲကဗီဒီယိုတစ်ခုကို25ခုပုံမှန်ဖြစ်တဲ့အတွက်ဗီဒီယို9ခုကျွန်တော်တို့စတင်ဖန်တီးလို့ရမှာပဲဖြစ်ပါတယ်။ MA site မှာကျွန်တော်တို့ sustainability 9ကိုထားလိုက်ပါမယ်။ second မှာလည်း5 second ကိုပဲထားလိုက်မှာပဲဖြစ်ပါတယ်။ဒီမှာတော့နောက်ဆုံးထွက်ခြင်းဖို့ထပ်ထားပါမယ်။ Okay ဒါဆိုရင်ဗီဒီယိုထုတ်ဖို့အတွက်အစင်းနေဖြစ်ပါပြီ။ကျွန်တော်တို့ growth ထဲကိုပြန်တော့ပါမယ်။ ဗီဒီယိုတွေဖန်တီးဖို့အတွက် Chrome ရေးခိုင်းပါမယ်။ဆင်းစီခူကထောက်ထားတဲ့ပုံတွေကိုလှုပ်ရှားမှုဗီဒီယိုပြောင်းဖို့အတွက် Runway မှာဗီဒီယိုပြုလုပ်ဖို့လှုပ်ရှားမှု Prompt အတော်လေးတွေဆင်းစီခူလုံးအတွက်ရေးပေးပါဆိုပြီးတော့ Grow ကိုကျွန်တော်တို့ရေးခိုင်းလိုက်ပါမယ်။အဲ့ဒီခါမှာ Grow ကနေဗီဒီယိုထုတ်ဖို့အတွက် Prompt စီခူကိုထုတ်ပေးနေပါပြီ။ Okay, prompt လေးရလာပါပြီ။ကျွန်တော်တို့ promotion scene တစ်ခုကို copy ယူလိုက်ပါမယ်။ ်ပြီးရင် runway တွေကိုပြန်သွားပါမယ်ကျွန်တော်တို့ကိုလို့ရှင်တဲ့ဓာတ်ပုံကို upload လုပ်လိုက်ပါမယ်ဖိုတိုမှာအရင်ဆုံးထုတ်ခဲ့တဲ့ပုံကိုယူရမှာပါ Okay ပုံရလာတဲ့အခါ prompt ကိုကျွန်တော်တို့ patch လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ generate ကိုနှိပ်ပြီးတော့ပုံကိုဗီဒီယိုဖန်တီးလိုက်လို့ရပါပြီဗီဒီယိုပြုလုပ်နေတော့ခဏစားရပါမယ်ပြန်ရပါပြီ ပြီးရင်အဆင်ပြေလို့ဆိုတော့ဗီဒီယိုဖွင့်ကြည့်ပြီးတော့ဗီဒီယိုအောက်ကမျှလေးကိုနှိပ်ပြီးတော့ download လုပ်လိုက်လို့ရပါပြီ။ပြီးတော့ရင်ကျွန်တော်တို့ဒီပုံကိုပြန်ဖြတ်လိုက်ပါမယ်။နောက်ပုံတစ်ခုကိုဗီဒီယိုဖန်တီးဖို့အတွက် upload ထပ်လုပ်လိုက်ပါမယ်။ Okay ပုံရလာတဲ့အခါမှာအရင်ထည့်ထားတဲ့ prompt ကိုဖြည့်ပြီးတော့ grow ထဲမှာ send to ကို copy သွားယူပါမယ်။ ျွန်တော်တို့ generate လုပ်လိုက်ရင် image ကနေ video ကိုပြောင်းနေပါပြီ okay ဒီပုံစံအတိုင်းပဲအရင် photo ကို delete လုပ်မယ်ပုံအသစ်ယူမယ် grow ထဲမှာ prompt ကို copy ယူပြီးတော့ runway ထဲမှာ generate လုပ်ပြီးတော့ကြံသေးတဲ့ပုံတွေကိုလည်း video အဖြစ်အကုန်လုံးကို ဖန်တီးလိုက်ပါ video တားရှည်သွားမှာဆိုလို့ကျွန်တော်အဆအဆုံးမပြပေးတော့ပါဘူးအဆင်ပြေမယ်လို့ယူဆပါတယ်ဗီဒီယိုတွေဖန်တီးပြီးသွားတဲ့အခါမှာဗီဒီယိုမှာသုံးဖို့အတွက်ကိုပိုင် background music ကို AI နဲ့ဖန်တီးကြပါမယ်။ကျွန်တော်တို့ Chrome နဲ့မှာ ဆူနိုဆိုပြီးတော့ရိုက်ချလိုက်ပါမယ်ကျွန်တော်တို့ website ထဲကိုဝင်လိုက်ပါမယ်ပြီးရင်စာရင်ကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ Google account တစ်ခုနဲ့ကျွန်တော်တို့ login ဝင်လိုက်ပါဒီလိုပေါ်လာတဲ့အခါကျွန်တော်တို့ create ကိုနှိပ်ပြီးတော့ဝင်လိုက်ပါဒီမှာကိုအစင်ပြေတာလေးတွေစက်ကြွေးပြီးတော့ next နဲ့ဆက်သွားလိုက်ပါမယ်။ scale လိုက်ရင်လည်းရပါတယ်။ကျွန်တော်ကတော့အစင်ပြေတဲ့လေး battery ကိုထည့်ပေးလိုက်ပါမယ်။ โอเคဒီလိုလေးပို့လိုက်ရင် instrumental ကိုဖွင့်ထားလိုက်ပါမယ်ပြီးရင်ဒီမှာမြန်မာအသက် tradition နဲ့ထမ်းဆိုပြီးတော့ဖြစ်ဖြစ် machine ထမ်းဆိုပြီးတော့ပဲဖြစ်ဖြစ်ကိုစက်ကြိုက်တစ်ခုကိုရိုက်ပြီးတော့ခွေးကိုနှိပ်ပြီးတော့ background music ကိုကျွန်တော်တို့ဖန်တီးလိုက်ပါမယ်ဒီမှာသူဖန်တီးပေးထားတာလေးတွေကိုနောက်ထောင်ကြည့်လို့ရပါပြီ ိုကကြိုက်တယ်ဆိုရင်ဒီဘေးကဆက်ကလေးသုံးခုကိုနှိပ်ပြီးတော့ download ရှာလိုက်လို့ရပါပြီ MP3 အနေနဲ့ကောဗီဒီယိုအနေနဲ့ပါ download လုပ်လို့ရပါတယ်ကျွန်တော်ကတော့ MP3 အနေနဲ့ပဲ download လိုက်ပါမယ်နောက်ဆုံးအဆင့်အနေနဲ့ကျွန်တော်တို့ဗီဒီယိုတွေအကုန်လုံးကိုတစုတစည်းလေးပြအောင် background music တွေထည့်လို့ရအောင်ဗီဒီယို edit လုပ်ဖို့အတွက်ကက်ကက်ကိုကျွန်တော်တို့ဖွင့်လိုက်ပါမယ် ပြီးတော့ရင်ကျွန်တော်တို့ပြုလုပ်ထားတဲ့ဗီဒီယိုတွေအကုန်လုံးကိုဆက်လက်လုပ်ပြီးတော့ကျွန်တော်တို့ကက်ကတ်ထဲကိုဆွဲထည့်လိုက်ပါမယ်။ပြီးရင် add element တွေကိုထပ်ပြီးတော့ UV လိုထည့်လိုက်ပါမယ်။ဗီဒီယိုတွေကိုကြီးကောင်းကိုယ်စားချက်ရှင်ကြီးလိုက်ပါ။ပြီးတော့ရင်ဖန်တီးထားတဲ့ background music ကိုထည့်လိုက်ပါမယ်။ဒါဆိုရင်အတိုလေးပြည့်စုံနေပါပြီ။ဗီဒီယိုကိုကိုယ်စားချက်အနေထားရပြီဆိုရင်တော့ ဒီစပေါ်ထုတ်လို့ရင်ကျွန်တော်တို့လိုချင်တဲ့မြန်မာဆန်ဆန်အဖို့တရားဟင်းချင်းနေတဲ့ဗီဒီယိုကိုဖန်တီးလို့ရတော့ပါပြီ AI တွေကအရင်ကိုတိုးတက်လာနေပါပြီ။ကိုကအဒီအရေးမှာခင်းတဲ့အမိလိုက်နိုင်ဖို့လိုပါတယ်။ဒါမှသူများရဲ့နောက်မှာမကြံခဲ့မှာပါ။ကျွန်တော်ရဲ့ channel မှာလည်း AI နဲ့ဗီဒီယိုတွေအလွယ်အကူဆုံးဘလို့ဖန်တီးရမလဲဆိုတာအမြင်နဲ့ဆက်ပေးနေပါတယ်။ Subscribe လုပ်ပြီးတော့ဆွမ်းကြည့်ပေးကြပါဦး။နောက်ထပ်ဒီထက်ကောင်းတဲ့ AI tutorial ဗီဒီယိုတွေနဲ့ထပ်တွေ့ပါမယ်ခင်ဗျာ။